အားလုံးပဲမင်္ဂလာပါခင်ဗျာကေဆော့ဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့မော်ဘီမြို့အနီးကပန်းတပွင့်တောင်ရှိရာစီကိုခေါ်ဆောင်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူလိုက်ခဲ့ပေးကြအောင်နော်ပန်းဝင်းတောင်သို့သွားရလမ်းတစ်လျှောက်မှာအုပ်အုပ်ဆိုင်ဆိုင်နဲ့တင်းရင်ဝါရိတ်တွေစိမ့်စိမ့်ဆူဆူလေဝင်းပြင်တွေကိုဖြတ်သွားရင်အားလည်းရမှမြို့ပြင်ထွက်ရတဲ့ feeling ကစိတ်ကိုလန်းဆန်းကြည်လင်စေတယ်ဗျာ။ ရန်ကုန်ပြည်လမ်းတက်ကြီးကုန်းလမ်းဆောင်ကနေမိနစ်30လောက်ကားမဝင်လာမယ်ဆိုရင်တော့ပန်းတပွင့်တောင်တို့ဝင်ရလမ်းခွဲကိုရောက်ရှိမှာဖြစ်ပါတယ်။ပန်းတပွင့်တောင်နယ်မြေကိုစတင်ရောက်ရှိတာနဲ့အဝင်မအူးတွေမှာထူးထူးခြားခြားပြစ်တိုင်းတောင်ရုပ်တွေကိုတွေ့မြင်ရမှာပါ။ပြစ်တိုင်းတောင်ရုပ်တွေကတော့ပန်းတပွင့်တောင်ဆရာတော်ဘုရားကြီးရဲ့ထူးခြားတဲ့အမှတ်တင်ကြတာတွေလို့ဆိုနိုင်ပါတယ်။တောင်တက်လမ်းမအူးကနေတောင်တော်ဘော်ကိုခြေချင်းလျှောက်တက်ရတာလေပြောစရာတခုပါ တောရိပ်တောင်ရိပ်တွေရဲ့အေးချမ်းမှုကအရှင်ကိုအေးမြစေတယ်။တဘာဝနဲ့ထိတွေ့ရတဲ့အရာတာကဘေးရနဲ့မှလေးနိုင်မယ်မထင်ဘူးဗျာ။တောင်တော်ဘော်ကိုရောက်တာနဲ့ပန်းတပွင့်တောင်စေတီတော်မြတ်ကိုဖူးမြော့ကြည်ညိုနိုင်ပါလေ။စေတီတော်ကိုဝင်းရံထားတဲ့နဂယုံဖျားများကကြည်ညိုတက်ပေတင့်တယ်လှပါလေ။ တောင်တော်ပေါ်ကနေအေးမြတဲ့လေကိုရှူချရင်မိုင်းညွညွပကိုးယိုးမှတောင်ထဲတွင်နေမျောမစုံနိုင်တဲ့ရှူခင်းတွေရဲ့အလှကငေးမောလို့ကမဝနိုင်ဘူးဗျာ ပန်းတပွင့်တောင်စီရတော့ဘက်တန်နာပညာသာရကမြမသက်ကရေ1359ခုနှစ်မှာယခုတောင်တော်ကိုကြွရောက်တော်မူခဲ့ပြီးအထိတ်ထံပြုကတစ်ပင်တပင်စိုက်ပြိုးရာမှာပန်းဖွင့်တပွင့်ဖူးပွင့်ခဲ့တာကြောင့်ပန်းတပွင့်တောင်တော်ရဲ့လို့အမည်သက်မှတ်ခေါ်တွင်စေခဲ့ကြောင်းသိရှိရပါတယ်စေရီတော်ကန္တာကုတီတိုက်တွင်ကမြတ်စွာဘုရားရှင်နှင့်ဇေဒီငယ်တစုကိုလည်းဖူးမြော်ချီညိုနိုင်ပါသည်။ န်းတပွင့်တောင်နယ်မြေမှာတောင်သုံးလုံးရှိတဲ့အတွက်ပထမတောင်ကနေထွက်ခွာခဲ့ကြပြီးဒုတိယတောင်ရှိရာစီကိုခရီးဆက်ခဲ့ကြပါတယ်ဒုတိယတောင်တော်ကနေပန်းနပွင့်တောင်စီတော်မြတ်ကိုဥခိုက်ဖုံးညော်နိုင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့လည်းအားလက်တဲ့ရက်တွေမှာတောတောင်ကြီးတွေနဲ့စိတ်ငြိမ်အေးချမ်းလာတဲ့ပန်းတော်ဝင်းတောင်တော်နဲ့ဇီရိုမျက်စိရာကိုတွားရောက်ဖူးမြော်ကြပါလို့ဆန္ဒပြုရင်ကျွန်တော်ရဲ့ blog လေးကိုအဆုံးသတ်ပြရစီခင်ဗျာကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာနောက်ထပ် blog တွေမှာလည်းပြန်လည်ဆောင်တွေ့ပါမယ်အားလုံးကိုနှုတ်ဆက်ပါတယ်တက်တာ